တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စွဲတင် channel မှာဒီကနေ့နောက်ဆုံးရတင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့မင်းအောင်လိုက်ကဘိုလ်ချုံနဲ့ဘုံမှုချုံစစ်နေကိုတန်မှတ်ဖြစ်ကန့်အပ်ပြီး အကြံပတ်ဆေးရရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲတွေဖြင့်ပြောင်းရွှေ့နေကောင်းအရာဘက်ကိုစစ်ဘက်ကအရာရှိအများအပြားဇက်တိုက်ပြောင်းရွှေ့နေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအကြံပတ်ဆေးကောင်းဆောင်မင်းအောင်လင်ကဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်တွေကိုတန်မှတ်ဖြင့်ခန့်အပ်လိုက်ပြီးဆေးရရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများဖြင့်ပြောင်းရွှေ့နေတယ်လို့နေပြီးတော့စစ်ဘက်တရင်ရင်းမြစ်နဲ့စီဒီယမ်ဗိုလ်ကြီးစင်ရော်တို့ရဲ့ပြောဆိုချက်တွေအကြံပတ်ဆက်တက်ကထုတ်ပြန်တဲ့ပြန်နှန်းတွေရာသိရှိရပါတယ်။ကြီးတက်မှာဗိုလ်ချုပ်နေမျိုး လေတက်မှဘုံမှုချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံရေးဝန်ကြီးဌာနရဲ့တမ်းမှတ်ကြီးအစ်စ်နဲ့အရေးပတ်တို့ပြောင်းရွှေ့လိုက်ကြောင်းဒါပြင်ရွေးကောက်ပွဲဝင်းရံဆန္ဒမရှိတဲ့စစ်တပ်ရာရှိကြီးတချို့ကိုလည်းအရေးပတ်တို့အကြီးအကဲများအဖြစ်ပြောင်းရွှေ့ခြင်းမှပါဝင်လာတာဖြစ်တယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကရှင်းပြပါတယ်အခုတက်မှရွေးကောက်ပွဲဝင်ဖို့ဆန္ဒရှိမရှိမေးတယ်အဲ့ဒီထဲကရွေးကောက်ပွဲဝင်ဖို့ဆန္ဒမရှိရင်အရေးပတ်ဌာနဆိုင်ရာအကြီးအကဲတွေတမ်းမှတ်တွေဖြစ်ပြောင်းပေးတယ်စစ်တပ်မှလည်းသူတို့ကိုလဲပြီးတော့တွေးတက်လောင်းနေတယ် ပြီးတော့အရက်ဘက်ကိုလိုချင်တဲ့နေရာယာရူးကိုလည်းအစိုးပြုတ်ခွင့်ပေးတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်စီရီယံဗိုလ်ကြီးဆိုင်ရောက်ကတော့စစ်တပ်တွဲမှာဗိုလ်ချုပ်ကြီးအဆင့်ကနေဒုတိယဗိုလ်မှူးကြီးအဆင့်ထိလက်ရှိမှာအနာပေးခြင်းနဲ့ပြောင်းရွှေ့များရှိနေပြီးတော့ဗိုလ်ချုပ်နေမျိုးဦးနဲ့ဗိုလ်မှူးချုပ်မျိုးမင်းထင်းတို့ဟာရှေးမှာဆက်ပြီးတော့ယာရူးတိုးရံမရှိတော့တာကြောင့်အရက်ဘက်ကိုပြောင်းရွှေ့ပေးလိုက်တာဖြစ်တယ်လို့ပြောဆိုပါတယ်အဲ့ဒီဗိုလ်ချုပ်နေမျိုးဦးကတော့စတက်ကတော့ပတ်စင်34ကလို့သိရပါတယ် လေတက်ကဗိုလ်မှူးချုပ်ကတော့မင်္ဂလာတုံလေးတဲ့စကန်ဌာနချုပ်မှလုပ်ဖူးတယ်။ပြီးရင်မကွေလေးတဲ့စကန်ဌာနချုပ်မှလည်းလုပ်ခဲ့ဖူးတယ်ဆိုတာပဲတွေ့ရပါတယ်။ကြံတဲ့ဟာတွေတော့မရှိပါဘူး။ဗိုလ်မှူးချုပ်ဗိုလ်ချုပ် level တွေကတော့ရှင်းဆက်ပြီးတော့မတက်တော့ဘောနော်။ဒါကတန်အမှတ်ပေါ့။အရင်တုန်းကဆိုရင်တော့စက်တက်မှုတွေပေါ့။ဒါပေမဲ့မင်းအောင်လိုင်းဆယ်စိုးရလက်ထက်မှာတော့သူတို့ရဲ့ဂိမ်းဘောနေရာတွေမှာစက်တက်မှုထက်မြင့်တဲ့တန်အမှတ်တွေဖြစ်သွားတဲ့အနေထားပေါ့။သူတို့ကိုချွေးသိပ်ပေးလိုက်တဲ့နေရာတွေလို့ပဲပြောရမှာပါ။နောက်မို့ဆိုရင်စက်တက်မှုနဲ့ဂိမ်းသွားမှာပေါ့။ ဒါကရတားဆိုးရလက်ထက်မှာဆိုရင်တော့တန်မတ်မခံဘူးပေါ့ခုနကပြောခဲ့တဲ့စက်တက်မှုနဲ့တင်ပြီးသွားတာပါအခုတော့ဒီလိုမျိုးတန်မတ်တွေကတောက်လျှောက်သူတို့အစိုးရတက်နေသူတွေကတော့တန်မတ်တွေကလည်းသူတို့ရဲ့လူတွေပဲထားသွားမဲ့အနေအထားမျိုးတွေတွေ့ရပါတယ်အခုလဲလာအောင်ပါဗိုလ်မှူးချုပ်တွေဗိုလ်မှူးကြီးတွေနောက်ပိုင်းအနာပေးမဲ့လူတွေတော်တော်များများကအဲ့ဒီစက်တက်မှုနဲ့တန်မတ်တွေပဲလှုပ်ပေးလိုက်မှာပါနိုင်ငံခြားသွားခွင့်တရားဝင်ပေါ့အထဲမှာနေနေရင်လာပြီးတော့သူတို့ချင်းချင်းလာပြောမှာဆိုလို့ အခုလိုဝေးဝေးကိုတောက်ပေးလိုက်တဲ့သဘောမျိုးပါလို့စရိယံဘိုကြီးစင်ရောကပြောပါတယ်။အလားတူပဲတမတော်ကြီးမှဒုတိယဘုံမူကြီးဝင်းလွင်ဦးကိုအမျိုးသားစီမံကိန်းဝင်ကြီးဌာနဘဟုစပ်ပစ္စည်းစီရင်အင်းနဲ့စစ်ဆေးရေးဦးစီးဌာနဒုတိယညွန်ကြားရေးမှူးချုပ်ဖြစ်၎င်းဘိုကြီးမင်းသူကိုမန္တလေးစီပင်ဌာနမှူးဖြစ်၎င်းအမတ်ဆက်တုံတမ်းမြင့်လေးကျင့်ရေးမှဘုံမူဇေယဆိုးကိုရွေးကောက်ပွဲကော်မရှင်မှလက်ထောက်ညွန်ကြားရေးမှူးဖြစ်၎င်းခန့်အပ်ခဲ့တယ်လို့သိရပါတယ်။နေပြီးတော့စစ်ပတ်တရင်ရေးမြေရဲ့အဆိုအရ အကြံဖတ်စတက်ဘက်ကရာရှိကြီးနဲ့ရာရှိငယ်၄၀၀ကျော်ကိုအရဘက်ဝင်ကြီးဌာနများမှဌာနဆိုင်ရာအကြီးအကဲများနဲ့အရာရှိတွေဖြစ်မယောင်းနိုင်ကပြောင်းရွှေ့ခန့်အပ်လိုက်တယ်လို့သိရပါတယ်။ဆလဘီထမတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လွိုက်ကောဒီမိုဆိုဖရူဆိုဘောလခဲနဲ့ဖဲကုံတို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြံဖတ်စတက်ဘက်က၂၀ဦးကျော်တေဆုံးပါလက်နက်လေးလက်တင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။လက်ရှိကင်းနီပြည်နယ်လွိုက်ကောမျိုးနယ်အပါအဝင်ဒီမိုဆိုမျိုးနယ်ဖရူဆိုမျိုးနယ် ဘောလခဲမျိုးနယ်နဲ့ဖဲခုံမျိုးနယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းဘတ်၁၁ဘက်က၂၀ဦးကျော်တိဆုံးကလက်နက်၄လက်ကိုတင်ဆက်ရရှိခဲ့တယ်လို့ GNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ6ရက်နေ့မှာဘော်လကဲမျိုးနယ်ဝမ်မလန်ဂျေးဝါအပေါ်ဘက်တောင်ကုန်းတစ်ခုမှာကာကင်းချထားတဲ့အချမ်းဘတ်စစ်တပ်နဲ့ GNDF တော်လှန်ရေးပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲတနာရီနေ့ပါဖြစ်ပွားခဲ့ကြောင်းအဲဒီတိုက်ပွဲတို့မှာအချမ်းဘတ်စစ်တပ်ကထိခိုက်သေဆုံးမှုတွေအများကြီးအကြောင်းသိရပါတယ်။ ိုင်းနေမှာပဲလွိုင်ကောမျိုးနယ်ရှေးဘက်ချမ်းလွိုင်လင်းလေးမျိုးနယ် KND ရှမ်းတောင်နယ်စပ်မှာရှိတဲ့ဂျိုးအမြဘက်ကိုစကြောင်းထိုးလာတဲ့အကြံဘက်စစ်တပ်နဲ့ PNO ဖွဲ့တွေကို KND ဒေါ်လာရင်းတပ်များကခူးကန်တိုက်ခိုက်ရမှာထေတွေးတိုက်ပွဲ၃နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဘက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်အလားတူအော်တိုဘားလာခေါနေရနေ့မှာလည်းလွိုင်လင်းလေးမျိုးနယ်လင်းဖုံကြီးဂျိုးဝါနီးကိုစကြောင်းနှစ်ကြောင်းနဲ့ထိုးဆစ်ဆင်လာတဲ့အကြံဘက်စကောင်းစီတပ်ကို KND ဒေါ်လာရင်းတပ်ဖွဲ့များကခူးကန်တိုက်ခိုက်ရမှာ ထေးထွေးတိုက်ပွဲနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအချမ်းဘတ်စစ်တပ်ကထိခိုက်မှုများပြားတာကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါပြင်အော်တိုဘားလ9ရက်နေ့မှာလည်းလင်းဖုန်ကြီးကြီးဝါဘက်မှရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့အင်အား60ကျော်ပါတဲ့စစ်ကြောင်းကထပ်မံပြီးတော့ထိုးစစ်ဆင်လာတာကြောင့်ဂေနီတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာထိထွေးတိုက်ပွဲနှစ်ရက်ကြာဖြစ်ပွားခဲ့ပြီးအချမ်းဘတ်စစ်တပ်ကဆယ်ဦးကျော်တေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲတွေမှာစစ်တပ်ထံမှလက်နက်၄လက်နဲ့ခဲယမ်းများစွာတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ် အလားတူပြီးခဲ့တဲ့အော်တိုဘားလ၁၁ရက်နေ့ကလည်းလွိုင်ကောမျိုးပြင်ပန်းမှာရှိတဲ့လဲထွဲပညာတိကြီးဝါများဘက်သို့အကြံပတ်စကောင်းစီတက်ကလူဝင်အားဖြည့်တင်ပြီးစည်ရဲလှူရှားလျက်ရှိကြောင်းလက်ရှိ KNE ပြည်နယ်အတွင်းမှာလွိုင်ကောမျိုးနယ်အရှိချမ်းဒီမော်ဆိုးမျိုးနယ်ဘဒူဆိုးမျိုးနယ်ဘော်လခဲမျိုးနယ်နဲ့ကရင်နီရှမ်းတောင်နယ်ဆက်ဖဲခုံမျိုးနယ်တွေမှာအကြံပတ်စကောင်းစီတက်ကစင်းမျက်နှာ၅ခုပွင့်ပြီးတော့ထိုးစစ်ဆင်နေတာဖြစ်တယ်လို့သိရပါတယ်အခုစင်းမျက်နှာအလုံးပေါင်းမယ်ဆိုရင်အကြံပတ်စစ်တာ၂၀ဝန်းကျင်တည်ဆုံးမှုရှိနိုင်ပါတယ် စကွေးတွေဘက်ကတော့စက်မျက်နှာ၅ခုလုံးမှအင်အားတွေထပ်တိုးနေပါတယ်။အဲဒါကြောင့်စည်ရေးအရှိန်မြင့်လာဖို့ရှိပါတယ်။အခုလောလောဆယ်တော့ခိုးကန်စစ်ကိုပဲအရင်ဆင်နွှဲနေရပါ။မိဘပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့တိုက်တွန်းလိုပါတယ်လို့ GNDF ဘိုးတရင်းနေပြန်ကြားရေးဌာနမှတာဝန်ရှိသူကပြောပါတယ်။ဒါပြင်ဂျမ်းမက်စစ်တပ်ဟာဒီမော်ဆိုမျိုးနဲ့ဒေါငန့်ခါရက်ွက်နဲ့တနံဦးကွာရင်ဂျေးဝါကနေတစင်ခေါပလော့ဂျေးဝါဘက်ကိုအပြင်းထန်တိုက်ခိုက်ထိုးပေါက်နေကစည်ရေးလုံးဆောင်နေတာကြောင့် ကရင်ပြည်တော်လှန်ရေးတပ်များကခူးကံကာကွယ်လျက်ရှိရမှာနေစဉ်ဒီပါထိထိုးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြောင်းအကြမ်းတ်စစ်တပ်က၎င်းတို့တပ်စွဲရန်ကြိုးစားနေတဲ့ရက်ကွက်ဂျေးဝါများတွင်တို့မြေပြင်ထိုးစစ်ပြင်လက်နက်ကြီးဒရုန်းများဖြင့်လည်းနေစဉ်တိုက်ခိုက်လျက်ရှိကြောင်းဒီမော်စိုးနဲ့ဖရူဆိုလမ်းမကြီးတခြားမှာလည်းအကြမ်းတ်စကားဆတ်တပ်များတပ်စွဲထားလျက်ရှိရာကြောင်းတော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်လျက်ရှိရာမှာနေစဉ်ဒီပါတိုက်ပွဲတွေအပြင်းထန်နေတယ်လို့သိရပါတယ်အလားတူဖရူဆိုမျိုးနဲ့ဒေါ်ညေခူးရွာနဲ့ တော်ကူကူရွာကြားမှာရှိတဲ့လူနေအစားအုပ်များကိုပြက်ကွင်းရှင်းစေရန်အကြံဖက်စတက်ကတရုံးနဲ့ဘုံကျဲမီးရှို့ခဲ့တဲ့ပြင်ဘောလခဲဘက်ကလည်းမျက်နှာမူပြီးစကြောင်းထိုးနိုင်ရန်ဘရူဆုံးနဲ့ဘောလခဲကြားမှာရှိတဲ့မာခရောကြီးဝါအနီးမှာလည်းစတက်ကဆေးရဲလှူရှာလျက်ရှိကြောင်းတပတ်မှာ KNI ရှမ်းတောင်နယ်ဆက်ဖဲခုံမြို့နယ်ဒေါင်စလုံးကြီးဝါမှာတပြန့်ထားတဲ့အကြံဖက်စတက်နဲ့ PNO ပူပေါင်းတက်ကလည်းမြောင်စလုံးကြီးဝါကိုဝင်ရောက်ပြီးတော့လူနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများဒရုန်းများနဲ့တိုက်ခိုက်ခြင်းတွေကိုလုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာဂျမတ်စစ်တပ်ကင်းနီပြည်နယ်အတွင်းနဲ့ကင်းနီရှမ်းတောင်နယ်စပ်တစ်လျှောက်မှာအင်အားအလုံးရင်းနဲ့ဆင်းမျက်နှာဖွင့်ပြီးတော့အပြင်းထန်တိုက်ခိုက်လျက်ရှိနေတာကြောင့်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဒေသများကိုသွာလာနေရတဲ့ပြည်သူများနဲ့ကင်းနီပြည်နယ်တဝမ်းမှာရှိတဲ့ပြည်သူများအနေနဲ့စိတ်ရေးအသည့်တိလုံခြုံရေးတိရှိကြပါရန် GNDF ဘ ਹੁ ကအတိပေးပြောဆိုထားပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးစာချုပ်ပြက်ပြဲသွားပြီဖြစ်လို့ NCA နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဘူးလို့ ကဲညုဘိုးလုံမှုဆောင်ဘရုစော်တော်နီအတိပေးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစ်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရဲ့စည်ရေးစာချုပ်ပြက်ပြဲသွားပြီဖြစ်လို့ NCA စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဘူးလို့ကဲမျိုးသားစည်ုံကဲညုဘိုးလုံမှုဆောင်ဘရုစော်တော်နီကအတိပေးပြောဆိုပါရစ်။ဒီကနေ့မှာတနိုင်ငံလုံးအပြစ်ခတ်ရဲ့စည်ရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ကဲမျိုးသားစည်ုံကဲညုချင်းမျိုးသားတပ်ဦး CNF ပအိုး PNL လို့ APS တရား NMSP နဲ့ LDU တော်လှန်ရေးတပ်များက NCA စာချုပ်ပြတ်ပြဲသွားပြီဖြစ်တယ်လို့စုပေါင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးတော့အဲ့ဒီကြေညာချက်ထဲမှာစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်ပွဲတွေကိုအာဆီယံပါဝင်ကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေမတက်ရောက်ရန်တိုက်တွန်းထားပါတယ်။လက်ရှိမှာအကြမ်းဖက်ဆက်ရနာတိမ်းမှုကြောင့် NCA စာချုပ်လည်းပြတ်ပြဲသွားပြီဖြစ်လို့နှစ်ပတ်လည်ပွဲတွေလုံးယုံနဲ့မြည်သည့်အကျိုးရလက်မှာဖြစ်ပေါ်လာစရာမရှိဘူးလို့ GM မျိုးသားစီယုံ KNU ဘိုးအလုံးမှုဆောင်ဘရိုစတော်နီကပြောဆိုပါတယ်။ သူတို့အာနာတင်းကလေးက NCA ကပြတ်ပါတယ်။အာနာတင်းကလေးက NCA ကလုံးဝချိုးပေါက်ပြီးဘာမှကိုမရှိတော့ဘူးဆိုတာတောက်လျှောက်ပဲလို့ပြောလာတာ။အကုန်လုံးဘာမှမရှိတော့ဘူး။ဒါကြောင့်သူတို့ထားထလုံနေတဲ့ဟာတွေကအမှန်တကယ်သူတို့မသိတာလည်းမဟုတ်ဘူး။တီးရဲသားနဲ့ဒီလိုလုံနေတာပါ။ကိုကိုကိုလိန်ညာနေကြတာပါ။ဘာမှလည်းအရာရောက်မှာမဟုတ်ဘူးဆိုတာသူတို့လည်းသူတို့ကိုသူတို့သိနေကြတာပဲလို့ဘရိုဆော့တော်နီကပြောပါတယ်။လက်ရှိမှာ KNU အပါဝင် တိုင်းရင်သားနဲ့ဒေါ်လာရေးတပ်ဖွဲ့6ခုရဲ့ယမန်တွေကထုတ်ပြန်ကြေညာတဲ့ကြေညာချက်ထဲမှာအချက်6ချက်ပါဝင်ပြီးအဓိကအဖြစ် NCA စာချုပ်လုပ်ငန်းစဉ်များရပ်ဆိုင်းသွားပြီးတော့ဂျန်ဘတ်စတက်ကပြုလုပ်မဲ့ NCA စနေပြည့်ရခန်းတော်ကိုအာဆီယံပါဝင်ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဝန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပြည်ထောင်ကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းနိုင်ရန်ယူရတဲ့ KNU, CNF, APSDF နဲ့ PNL တို့ကနေတခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲ့နဲ့အတူ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပြီးတော့ NMSP နဲ့ LTU တို့က2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြကြောင်းအဲဒီမှာ NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်စဉ်ကာလတွင်းမှာလည်းမြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့ရဲ့စစ်တပ်ကြီးစိုးရေးမူဝါဒတွေနဲ့တပတ်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကိုအကောင့်ထဲမဖော်နိုင်ရန်ဒါစီချင်းတွေပြုလုပ်ခဲ့တယ်လို့ စာချုပ်ပါသဘောတူညီချက်တွေကိုလည်းအချင်းချင်းချိုးပေါက်ခြင်းများရှိခဲ့ပေမဲ့ငြိမ်းချမ်းရေးနဲ့အနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ရည်မှန်းချက်နဲ့စိတ်ရှိတီးခန့်နီလန်းရှောက်ပွဲကဒီဇိုင်းမမတ်စ조사ခဲ့မှုတွေကြောင့်သဘောတူညီချက်တချို့ရရှိအောင်ဂျိုးပန်းဆောင်ရွက်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်။သို့တော့2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တိုင်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုများနဲ့ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီးတော့ NCA ရဲ့အကောင့်ထဲပေါ်မှုလုပ်ငန်းဆိုင်ရာလည်းရပ်ဆိုင်းသွားကော စကုပ်စုံတစ်ခုဖြစ်တော့ရောက်ရှိသွားစေကြောင်းအန်စီရဲ့စာချုပ်ပေါ်မှာကျဲဝဲဆောက်တင်ခြင်းမရှိဘဲအချင်းချင်းချုပ်ပေါက်ခဲ့တဲ့အကြံပတ်ဆဲဥစုကပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်တပြက်လာခဲ့သေးတာမက လေကြောင်းမှတိုက်ခိုက်မှုတွေပါဝင်ပြည်သူလူထုကိုအကြံပတ်တပြက်မှုတွေနေစဉ်ဂျူးလွန်လျက်ရှိနေစင်ပါပင်အခုလို NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ရန်ပြင်ဆင်နေတယ်လို့ဒိုင်းရင်သားလက်နက်ကိုင်နဲ့တော်လှန်ရေးတပ်ဖွဲ့များရဲ့စူပေါင်းထုတ်ပြန်ချက်မှရေးသားထားပါတယ်ဒါကြောင့်ဆဲဥစုရဲ့ NCA အမိခံပြီးပြုလုပ်တဲ့ ၎င်းတို့ရဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့စေအုပ်စုမှ၎င်းတို့ကိုယ်တိုင်ချိုးပေါက်ခဲ့လို့ပြတ်ပြတ်သွားပြီဖြစ်တဲ့၂၀၀၈ပွဲစည်းပုံခြေကန်ဥပဒေအောက်မှာကျင်းပရန်ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲတို့ဟာဇယနာရှေများကနိုင်ငံကိုတတလုံးထိန်းချုပ်နိုင်ရေးအတွက်တရားဝင်မှုရှိရန်ဂျိုးပန်းကျင်းတာဖြစ်ကြောင်းနိုင်ငံရဲ့အကြက်တဲနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပရိပခအများကိုသာပို့ပြီးတော့ရှေလျားစေမှာဖြစ်တယ်လို့ထောက်ပြထားပါတယ်။လက်ရှိပြည်သူလူထုကိုနေစဉ်ဘုံကျဲတစ်ဖက် လုပ်ငန်းများကိုအာဓမစမှုထံစေခိုင်းခြင်းတွေပြုလုပ်နေတဲ့ဆဲအုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်များမှာပါဝင်ခြင်းဟာမြန်မာနိုင်ငံရဲ့ဒေတာတွေမတည်ငြိမ်မှုကိုဖန်တီးနေတဲ့အကြံဖက်ဆဲအုပ်စုကိုထောက်ခံရာကြတဲ့တွင် NCA လက်မှတ်ရေးထိုးခြင်းဆယ်နေပြည့်မြောက်ခန်းနာကိုမတက်ရောက်ခြင်းအပြင်ပြည်သူလူထုနဲ့အတူရတ္တိကြောင်ပြသကြရတဲ့ UN အပါအဝင်အာဆီယံနဲ့နိုင်ငံတကာတန်တမာများကိုလည်း NCA ကိုကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကတိုက်တွန်းထားပါတယ်။ဒါပြင်တိုင်းရင်းသားတော်လှန်ရေးတပ်များအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေးရဲ့လမ်းစားဖြစ်တဲ့လန်နက်ကိုင်စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေရန်ဘရိဗကတော်မှာမတရားကျူးလွန်ခံရသူများတို့အတွက်တရားမျှတမှုရှိစေရန်နဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေအသည့်ရေးဆွဲနိုင်ရန်တို့ဒေါ်လန်တိုက်ပွဲဝင်နေကြတဲ့ဒေါ်လန်ရေးအဖွဲ့အစည်းများနဲ့အတူတကွအကြမ်းဖက်ဆရနာရှင်စနစ်ခြုံငိမ့်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထူထောင်နိုင်တဲ့ထိတန်ထိတ်တန့်ချဒီဇိုင်းမမှန်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ကြေညာထားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ နေကံပြူဝါကိုပိုးမဲ့စကော့မရှင်စကုရင်နှန်းမြောင်ဘင်းဝဂိတ်တီရောက်ရှိလာကအေဘက်ကလုံးစုံပိတ်ဆို့ထားဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်မကွေးတိုင်းငပဲမျိုးနယ်ဗရန်တန်းထဲမှာရှိတဲ့နေကံပင်မပြူဝါကုန်းတို့စကုပိုးမဲ့အချမ်းပတ်စကော့မရှင်ရင်နှန်းတွေဟာဘင်းဝစစ်စဲရေးဂိတ်အနီးထိရောက်ရှိလာပြီဖြစ်တယ်လို့သတင်းရရှိပါတယ်နေကံစကားမှာစကော့မရှင်တပ်ဖွဲ့ဝင်တချို့ဟာပြီးခဲ့တဲ့ရက်ပိုင်းကကစင်းကလေးရထွက်ပြေးခဲ့ကြပြီးတော့ဟောင်းဝင်းစားအမြောက်တိန်နဲ့စပတ်တုံပစ္စည်းတွေကိုပါတဲယူသွားခဲ့ကြတာဖြစ်ပါတယ် ရိုင်းနာမှာတော့အရကတက်တော်အေကစကန်းရဲ့အနီတဝိုက်ကိုချင်းကက်သိမ့်ပိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုစေးရဲ့နန်းတွေကနရေးကံကိုမတက်နိုင်ရင်ကာကွယ်ရေးပစ္စည်းစက်ရုံအမတ်ဆက်လေးကိုအဓိကကာကွယ်ဖို့ဖြစ်နိုင်ပါတယ်။နရေးကံကတော့ဘလို့မှလှုပ်လို့မရတဲ့အနေထားနဲ့ဘေးဆို့ထားပြီးသွားပါပြီ။အဲ့ဒီဗျူဟာကုန်းထဲမှာခိုးကန်နေတဲ့အဖွဲတွေတချို့ခြံသေးတယ်လို့သိရပါတယ်လို့စည်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလာဆယ်ရက်နေ့ကနိုင်ငံစကန်ဒင်းဆဲခံရပြီလို့သတင်းများထွက်ပေါ်ပြီးတဲ့နောက် အချမ်းပတ်စစ်တပ်ဟာမကွေးဘက်ကနေပြီးရပ်ပတ်တုံရင်များပါဝင်တဲ့အင်အားပြည့်စစ်ရင်နန်းတွေကိုအမျိုးစစ်စင်ရေးကိုကမှုဌာနချုပ်မဆာခ905အတွင်ပို့ဆောင်ခဲ့ပါတယ်။အဲဒီစစ်ရင်နန်းများတွေကအင်အားပြည့်ပါတဲ့စစ်တုံးကားကြီး၁၁စီးဟာလက်ရှိဖြင်းဝစစ်စေးရေးခိတ်ထီရောက်ရှိရနာနေပြီဖြစ်တယ်လို့သိရပါတယ်။နိုင်ငံပြူဟာကနေစကောင်းစီတပွဲဝင်တချို့ထွက်ပြေးသွားပြီးလေကြောင်းကနေလည်းနိုင်ငံပြူဟာဂုံးနဲ့အနီးတစ်ဝိုက်ကိုပြန်လဲချဲချတိုက်ခိုက်ခဲ့တဲ့တော့ စပတ်တရင်ရေးမြက်များကတော့နိုင်ရေးကန်စကန်းကိုအလုံးစုံတင်ပိုင်းနိုင်တယ်လို့သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။အဲဒီလိုစကော့မရှင်ရဲ့နိုင်ရေးကန်ဖြူဟာတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံလိုက်ရပြီးတဲ့နောက်မှာ၎င်းတို့ရဲ့ဆက်သွယ်ရေးလမ်းကြောင်းများပါပြတ်တောက်သွားပြီးတဲ့နောက်ပြင်ဝဆစ်စေးရေးခိတ်တီစကော့မရှင်တက်ရရှိပိုင်းများပါရောက်ရှိလာပြီးညွှန်ကြားမှုပေးနေတယ်လို့သိရပါတယ်။အမျိုးဆစ်စေးရေးကိုကဲမှုဌာနချုပ်အမှတ်905အမျိုးစကန်းကိုကဲမှုဌာနချုပ်မာစခ905မှုဒုံမဟုတ်အမတ်စကွန်ဆက်စင်ရေးကိုကဲမှုဌာနချုပ် ဇာခခစခုမူတဦးဟာပြင်ဝစစေးရဲဂိတ်တို့ဆင်းလာပြီဖြစ်တယ်လို့စီရံဘိုကြီးစင်အောင်ကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီနိုင်ရေကံပင်မပြူဝခုံကြီးမှာပဲဓမ္မမူဘုံမူချုပ်နှအူကာပါစဆိုင်ယုံမူဘိုကြီးတဦးတို့စီမံထိန်းချုပ်နေပြီတော့စကောမရှင်ကပိတ်ဆို့ခံထားရတဲ့ပြူဝခုံကိုလေချောင်းမှနေပြီးလက်နဲ့ခဲရနဲ့ရိခါတွေပေးပို့နေရပါတယ်။လက်ရှိအေးတပွဲဝင်များနိုင်ရေကံပဝင်းကျင်းမှာရှိတဲ့အကျံဘတ်စတက်ရဲ့ကာကင်းစကမ်းများအားလုံးကိုတင်လိုက်တဲ့ပြင်ဘီဝါကုန်းကြီးတစ်ခုလုံးကိုပါထိန်းချုပ်ထားတဲ့တော့ အကြံဖက်စကားစားဘက်ကလေကြောင်းကနေပေးပို့တဲ့လက်နက်ခဲယံထုတ်အများစုကိုအေအေကတင်းယူသွားတယ်လို့လည်းသိရပါတယ်။ဆလတ်ဘီထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါအောင်စာစုကြည်ဟာချက်ချင်းလွတ်ပေးရန်သူမရဲ့ဓာဖြစ်သူကပရာကွန်ဖရန့်မှာတောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဒေါအောင်စာစုကြည်ရဲ့ဓာဖြစ်သူကင်အေရီဟာချက်စတမရနိုင်ငံပရာကမြို့မှာကျင်းပပြုလုပ်တဲ့29ချိန်မြောက်ဖိုရန်ဒေါတောင်းဆန်ကွန်ဖရင့်မှာမိခင်ဒေါအောင်စာစုကြည်ကိုချက်ချင်းလွတ်ပေးရန်တောင်းဆိုခဲ့ပါတယ်။အဲဒီကွန်ဖရန့်ကိုအခက်အခဲများရင်ဆိုင်ခြင်း ဒီမိုကရေစီကြမ်းကြမ်းခံနိုင်မှုဆိုတဲ့ခေါင်းစဉ်နဲ့အောက်တိုဘာ12ရက်မှ14ရက်ထိကျင်းပလျက်ရှိနေပါတယ်။အဲဒီလိုဗရာမျိုးမှာပြုလုပ်တဲ့ဖိုဒန်ဒိုးတောင်ဆန်မှာအွန်လိုင်းဗီဒီယိုခေါ်ဆိုမှုမှတစ်ဆင့်မင်ကွန်းပြောကြားတဲ့နေရာမှာကင်မဲရစ်ကတော့ဇာစုကြည်နဲ့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးကျင်းသားများအားလုံးကိုလွတ်ပေးရေးတောင်းဆိုမှုမှာဘူပေါင်းပါဝင်ကြရန်တရောက်သူများတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ကင်မဲရစ်ရဲ့တောင်းဆိုမှုပြီးမှချက်စ်တမရနိုင်ငံရဲ့တမရပတ်တာဖာလေကအခမ်းအနားပွင့်ပွဲမင်ကွန်းပြောကြားခဲ့ပါတယ်။ တောင်စာစုကြည်ဟာဖိုဒန်2000ကိုတီထောင်ခဲ့သူဗာစလတ်ဟာဗဲရဲ့မိတ်ဆွေတဦးဖြစ်ပြီးတော့ဖိုဒန်2000အကြံပေးဘိုးဘွဲ့ရဲ့အကြံပေးတဦးဖြစ်ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်ဒီလိုလေးနက်တဲ့ဆက်ဆက်မှုတွေကြောင့်တောင်စာစုကြည်အများဆုံးပြန်လည်လုံမြောက်ရင်းနဲ့မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်အသက်သွင်းရေးမှာဂူညီပံ့ပိုးပေးဖို့ညီလာခံတရားဥပဒေအားလုံးကိုကျွန်တော်တောင်းဆိုပါတယ်မြန်မာပြည်သူတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့ဆဲရနာရှင်တွေကိုတော်လှန်ရမှာအောင်မြင်မှုတွေအများကြီးရထားပေမဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီတွေကိုလည်းလိုအပ်နေပါတည်တယ် သူတို့ဟာကျွန်တော်တို့ရဲ့အကူအညီလိုအပ်နေပါတယ်အခုကျွန်တော်တို့ရဲ့မိခင်နဲ့နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာလုံမြောက်ပြီးသူတို့ရဲ့အခြေခံလူ့ခွင့်ရေးတွေပြန်လည်ရရှိစေရေးကူညီပံ့ပိုးပေးဖို့ကမ္ဘာတဝန်းကဒီမိုကရေစီအင်အားစုတွေဖြစ်တယ်ကျွန်တော်တို့မှစုပေါင်းတာဝန်ရှိပါတယ်အခုလိုလိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်တို့ယက်တိမပေးဘူးဆိုရင်ကျွန်တော်တို့အာဏာရှင်တွေရဲ့ဖနှက်အောက်ရောက်တဲ့အခါမှာကျွန်တော်တို့တို့ရက်တိပေးဖို့ဘသူကိုမျှော်လင့်လို့ရနိုင်ပါတော့မလဲဒီရေးပေါ်မြေတရရကန့်ချက်ကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီမိုကရေစီနဲ့လိုလက်မှုတွေ အခုကျွန်တော်တို့အားလုံးစူပေါင်းတာဝန်ကိုထမ်းဆောင်နိုင်ပါရစေလို့ကင်အရစ်ကပြောပါတယ်။ဒါပြင်ချက်သမရပါဗယ်ကလည်းအာနယ်သူများတို့ရဲ့ရည်တည်ဘေးသူတွေနဲ့ကဘာကိုပုံမမျှော်လင့်ချက်ရှိတဲ့နေရာတစ်ခုဖြစ်လာစေရန်ဂျိုပန်းသူများတို့ကမင်ကွန်ပြောကြားခဲ့ပြီးကွန်ဖရင့်မှာရုရှားနဲ့ယူကရိန်းစစ်ပွဲရဲ့တိုက်ရိုက်မှုတွေကိုလည်းဆုံးရှုံးသွားမယ်လို့ဆိုပါတယ်။လက်ရှိဒီမိုကရေစီနိုင်ငံတွေဟာအာဏာရှင်စနစ်ထုံးကားလာမှုတရေမှဖြန့်ဝေမှုကျယ်ပြန့်လာခြင်းနဲ့လေရင်မြန်တဲ့နေပညာပြောင်းလဲမှုများနဲ့တူ ရခင်ကမကြုံဘူးတဲ့အတွင်းပိုင်းအခွဲပြဲများနဲ့ရင်ဆိုင်နေရတဲ့ချိန်မှာကွန်ဖရင့်ဟာအဲ့လိုစင်ခေါ်မှုများကိုဖြေရှင်းရတော့ကမ္ဘာဒီမိုကရေစီလှုပ်ရှားသူများကြားမှာပူပေါင်းဆောင်ရွက်မှုတွေကိုမြေတို့ပြန်လည်ပြင်ဆင်ရမှာကိုအဓိကဆက်ဆက်သွားမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံကစိုးရွားတဲ့စင်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့နိုင်ငံများတွေကတနိုင်ငံဖြစ်ပါတယ်။အဲ့ဒီဖိုရမ်မှာပြက်စိနေတဲ့ကမ္ဘာမှာဒီမိုကရေစီဆက်ဆံရေးကိုအားဖြည့်ခြင်း၂၁ရာစုအာဏာရှင်စနစ်ကိုတုံ့ပြန်ခြင်းယူကရိန်းဆိုင်ရာဖိုရမ် ီမိုကရေစီနဲ့နေပညာစားတဲ့ခေါင်းစဉ်တွေနဲ့ဆွေးနွေးပြောဆိုကြမှာဖြစ်ပါတယ်။ Foreign 2000 Conference ဟာ1998ခုနှစ်မှာစတင်ခဲ့ပြီးအရေးချိန်ကချက်သမရဟောင်း Vaslav Havel, Nobel ငြိမ်းချမ်းရေးဆုရှင် Elie Wiesel နဲ့ပရာဟိတသမယိုဟီဆဆာကာဝါတို့ကနေထောင်စုနှစ်တက်မှာလူသားမျိုးနွယ်တွေရင်ဆိုင်နေရတဲ့စင်ခေါ်မှုတွေကိုဆွေးနွေးရန်ကမ္ဘာခေါင်းဆောင်များကိုပြတ်တို့ဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီချိန်ကစလို့ Foreign 2000ဟာအောင်မြင်ပြီးခြေပြန်းစွာအတိမတ်ပြုခံရတဲ့ conference တစ်ခုကိုဖျက်လာခဲ့ပြီးတော့ ဂုံတီရှိဧည့်သည်တော်တွေကဘာသာရေးဆွေးနွေးမှုတွေကနေလူခွင့်ရေးနဲ့အမျိုးသားလုံးချုပ်ရေးအထိအကြောင်းအရာမျိုးမျိုးတော့မတူကွဲပြားတဲ့နိုင်ငံတကာအတိုင်းဝိုင်းများအတင်ပြခဲ့ကြပါတယ်။အဲဒီ conference မှာ Foreign 2000 Foundation ရဲ့အမှုဆောင် Director Mr. Chaco Kalepal ကမိန့်ခွန်းပြောခဲ့ပြီးတော့ဂျော်ဂျီယာသမ္မတဆလိုမီကလည်းဂျော်ဂျီယာမှာရှိတဲ့ဒီမိုကရေစီစင်ခေါ်မှုတွေကိုဆွေးနွေးခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။ ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ